မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဂျွန်လာ၁၀ရက်နေ့မှာ ECNWF GMA နဲ့ UKM Model ကကြိုတင်ခံမှန်းချက်အရလေဖိအားနဲ့ရှင်ဝန် Tropical Depression TD 01W ကတော့တောင်တရုတ်ပင်လယ်အတွင်းအားပိုကောင်းလာပြီးတော့တိုင်ဖုန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်ဖြစ်နိုင်ခြင်းဟာတရားရဂိုင်းလုံးရှိကြောင်းလည်းတွေ့ရပါတယ် ZOW တိုင်ဖုံးမုံတိုင်းအဆင့်ရောက်လာနိုင်ပေမဲ့အနောက်ဘက်ဗီယက်နမ်၊လာအိုထိုင်းနဲ့မြန်မာနိုင်ငံတို့ဘက်ကမုံတိုင်းအကျဉ်းချံတွေရွေးရှားဝင်ရောက်လာနိုင်ခြင်းမရှိပါဘူး။မုံတိုင်းအရှိန်တက်ရောက်မှုသာရှိနိုင်ပါတယ်။ Levi A နဲ့ရှက်ဝွန် TD ZOW နဲ့အားလုံးကောင်းလာတဲ့မုံတုံလေတို့ရဲ့အရှိန်တက်ရောက်မှုကြောင့်ရခိုင်ကန်ရရ၊ ERI မြို့ဝကျွန်းပေါ်ကန်ရရနဲ့မွန်တရဲနိုင်ကန်ရန်ဒေတာတွေ ERI တိုင်းနေပြီးတော့ မကွေးတိုင်းပဲခူးတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်မှာတော့မိုးသင်းတင်းကနေမိုးများပါမယ်၂၄နာရီမိုးရေချိန်ကတော့နှလမခွဲနဲ့အထက်ရွာသွန်းနိုင်တယ်လို့လည်းဆိုပါရယ်သက်ဆိုင်ရာဒေသအလိုက်နေရာကွက်ပြီးမိုးသဲထိုင်နိုင်တာကြောင့်စိုးရင်ရင်မှတ်အတေအနေရောက်ရှိနိုင်တာနဲ့မြေရဲ့အခြေအနေတွေကိုသတိပြုစောင့်ကြည့်ပြီးတော့မြေကဘာခြားကဘာအနေအနေပိုင်းရွက်ွက်နေပြည်သူတွေကြိုတင်ပြင်ဆင်ခြင်းတွေဆောင်ရွက်တဲ့အကြောင်း ဂျွန်လ10ရက်နေ့ညနေ3:40မိနစ်အချိန်မှာမိုးလေဝသတုတေသည်အွန်လိုင်းကကြိုတင်အသိပေးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လည်းအထူးမိုးလေဝသသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဂျွန်လ10ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ၄နာရီခွဲချိန်တိုင်းထွားချက်တွေရကပ်ပြည်ပဲတဲ့ပြင်းနဲ့ဘင်းလားပင်လယ်အော်မှာမုတ်တုံလေးအားကောင်းရာကနေအားလုံးကောင်းနေတာကြောင့်လည်း အရှိဘက်ကရွေးရှားလာတဲ့နေဝေလိုင်းတွေရဲ့အစီအကြောင်း၎င်းဒီနေ့ညနေကနေ16ရက်6လ2025မှာတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊သရဲနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစိစိကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာတော့ဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။ မြဝကျွန်ပေါ်မော်ဒမခွေမော်ဒရင်းနိုင်ကရန်တက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့တခါတရံမိုသက်လေပြင်းနေကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုသက်လေပြင်းကြရောက်စင်မှာတော့ရေပြင်းမြေပြင်းလေပြင်းဟာတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြဟာမြဝကျွန်ပေါ်မော်ဒမခွေမော်ဒရင်းနိုင်ကရန်တက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့ကိုးဝေကနေ17ပြေကရှိပါမယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသက်သက်စွာရွာသွန်းလာတဲ့နေ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြဲရေကြီးတာနဲ့မြေပြိုတာစတဲ့သွားဝဘေးရနယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တိုင်းအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့လဲမိုးကြီးတာနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းသတိပေးချက်6ခါခွေးစာလုံး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဒီနေ့ဂျွန်လ10ရက်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေရအနောက်တောင်မုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းလာတာကြောင့် ဒီနေ့ကစလို22ရက်6လ2025ရက်နေ့အတွင်းမှာတော့နေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AI တိုင်းဒေသကြီးရောင်းတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာတော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးထစ်ထန်တာဒေသအလိုက်မိုးကြီးတာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးသက်လေပြင်းကြာရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာ တနအိကို35မိုင်ကနေမိုင်60ထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းမိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အရေးကြီးတာမြေပြိုတာလေပြင်းတိုက်ခတ်တာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေသစ်ပင်တဲ့ကိုင်းတွေဖိုင်ဘာလိုင်းတွေနဲ့ရက်စစ်တာအားလိုင်းတွေပြိုကျအရင်လေတာစတဲ့သဘောဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြေဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်း မြမကန်ရန်တရှောင်းနဲ့မြင်းငယ်ချောင်းငယ်နီးမှာမြင်းနေပိုင်နေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန်ရည်နဲ့လျှက်တပြိုင်ရည်ကြီးရရှာမှုအန်ရည်တွေကိုလည်းကောင်းကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းသူတွေအပါအဝင်ပြည်ရင်းလေချောင်းပြန်တိုက်ရင်ပြည်ရင်းရေချောင်းသွားလာရင်မြမကန်ရန်တရှောင်းနဲ့ကန်တော်ပင်လေပြင်းမှာရှိတဲ့ကန်နီကန်ဝေ၅ဖန်းရည်ရည်နဲ့ဆက်လေတွေသင်းမောတဲ့အနေနဲ့လည်းကြိုတင်သတိပြုရှောင်ရှားဖို့သတိပေးနှိုးဆော်လာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လဲ၁၂ရက်စာမိုးရွာသွန်းခြင်းဆိုင်ရာမှန်းဆချက်တွေကိုဖော်ပြပေးပါမယ်။ 17ရက်6လ2025ရက်နေ့ကနေ23ရက်6လ2025ရက်နေ့အထိရရှိထားတဲ့ကမ္ဘာသုံးမုလွတ်တာခံမရေးဆိုင်ရာမှန်ဆချက်မော်ဒယ်တွေဟာဂျူရူတွေရေဒါတွေမုလွတ်ဝတ်စခန်းတွေကရရှိတဲ့အချက်လက်တွေစဲစုနှစ်နဲ့ချီပြီးသိမ်းဆည်းထားတဲ့အချက်လက်တွေကိုတွက်ချက်မှုစနစ်များစွာနဲ့ပေါင်းစပ်ကခံမှန်းပေးထားကြတဲ့စနစ်တွေကိုပြန်လည်ပေါင်းစပ်ထားကြတဲ့အခပေး application ကရရှိတဲ့အချက်လက်တွေကိုအခြေပြုပြီးတော့ဖော်ပြလာတာဖြစ်ပါတယ် မူလဝတ္တနဲ့ဆိုင်တဲ့ရှေ့ဖြစ်ကိစ္စတွေကိုခံမှန်းချက်လို့သာရေးသားပြီးတော့အတိအကျလို့တော့မပြောတော့ပါဘူးခံမှန်းချက်ဆိုတာကတော့အချက်လက်တွေကိုအခြေခံပြီးတွက်ဆဖို့ဆက်ဆက်မှုတွေကိုရှာဖွေကြရတဲ့သိပ္ပံသူတေသနာကနေထွက်ပေါ်လာကြတာဖြစ်ပါတယ် နိုင်လိုက်ဒေတာအလိုက်ပောင်းရတဲ့ကိစ္စတွေကိုလွှမ်းခြုံပြီးတော့၃နိုင်မှတစ်ကြိမ်စသဖြင့်အကြိမ်ပေါင်း144ကြိမ်ပောင်းရတဲ့ခံမှတ်ချက်တွေကိုပေါင်းဆက်က12ရက်စာ288နိုင်စာအတွက်တွက်ထုတ်ပေးထားတာလည်းဖြစ်ပါတယ်။ခံမှတ်ချက်ကိုသုံးသပ်ပြီးဖော်ပြတဲ့အခါမှာတော့နေရာတိုင်းအချိန်အချက်လက်တွေကိုတစ်ခုစီးရေးသားဖို့ရှင်းလင်းဖော်ပြရေးဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လာမယ့်စနေရက်အတွင်းမှာတော့မိတိလာမလိုင်းတောင်းတာမြင်းကြံညာဦးကြောက်ပါအကြောက်ပရောင်ဒေသတွေအတွင်းမှာတော့မိုးရေချိန်နှလမကန်ကို12ရက်အတွင်းရွာမှာဖြစ်ပြီးတော့မိုးကောင်နေ့ရက်10ရာခိုင်နှုန်းလောက်ရှိတဲ့ရေကို12ရက်အတွင်းရရှိမှာဖြစ်ကမိုးကြီးနေ့ရက်900ရာခိုင်နှုန်းလောက်ရှိတဲ့ရေကိုရမှာဖြစ်ပါတယ်အဆိုပါဒေသတွေမှာနေရက်ကွက်ပြီးမိုးကြီးမဲ့နေရာအနှဲငယ်ရှိမှာဖြစ်ပါတယ်အဆိုပါမိုးကောင်ရေရှားနေရာတွေကလွယ်လို့တနိုင်ငံလုံးမှာနေရာအနှံ့ပြမိုးရွာသွန်းမှာလည်းဖြစ်ပါတယ် ငွေကြီးမဲ့အနေထားတွေကိုတော့၁၂ရက်အတွင်းမှာကချင်ပြည်နယ်မြောက်ပိုင်းနဲ့တောင်မြစ်တောထူတဲ့ရေဝေရေလဲဧရိယာတွေမှာခံမှန်း၁၂လက်မကနေ၁၈လက်မအထိရွာသွန်းပါမယ်။စကိုင်းတိုင်းမြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့၁၄လက်မကနေ၂၂လက်မကန့်ရွာသွန်းပါမယ်။မကွေးတိုင်းနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းပဲခူးရိုးမှအရှိအနောက်နဲ့ကိုက်နေရဲ့ပဲခူးတိုင်းနေပြည်တော်ဒေသတွေမှာတော့၆လက်မကနေ၁၂လက်မအထိ၁၂လက်မအထိရွာသွန်းပါမယ်။ ရခိုင်ပြည်နယ်ရဲ့တောင်ပိုင်းအရာရီတိုင်းနဲ့ကရင်ပြည်နယ်မြောက်ပိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြေပြင်းနဲ့ကိုမြက်အဆက်နေရာတွေမှာရှစ်လက်မကနေ၁၂လက်မရွာတော့မှာမယ်။ရန်ကုန်တိုင်းအရာရီတိုင်းနဲ့မိုးပြည်နယ်မှာရှိတဲ့ပင်လယ်ထံကတိုက်ရိုက်လေကြောင်းတဲ့နေရာတွေမှာတော့၁၄လက်မကနေ၁၈လက်မရွာတော့မှာမယ်။ထရင်းနိုင်အတိုင်းမော်ပီနယ်နဲ့ကရင်တောင်တန်းတွေမှာတော့16လမကနေ24လမကရွာသွန်းမှဖြစ်ပြီးတော့မြမပြည့်ရဲ့ပထမရေကြီးကာလအတွက် အသင့်ပြင်ဆင်ထားရမယ့်အသင်းအဖွဲ့ပုံကိုယ်တွေအလှအကူတွေကိုတည်ထားဖို့နှိုးဆော်လာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ယာကီမုန်တိုင်းကာလာကမြေပြိုမှုများခဲ့တဲ့တောင်တန်းတွေနဲ့လမ်းတွေအနေနဲ့သတိပြုရမယ့်ရက်တွေဖြစ်တယ်လို့လည်းဆိုပါရရှင်။ ဆက်လက်ပြီးတော့လဲဂျွန်လ17ရက်နေ့အတွင်းမိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်ခြေနေကတော့ကပ်ပလီပင်လယ်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 အောင်မှာတင်းအင်းတင်းကနေတည်ထူတတ်နိုင်ပြီးမုံတုံလေးဟာအာတင်းတင်းကနေအားကောင်းပါတယ်။ပင်လယ်ပင်ခြေနေကတော့ရခိုင်ကမ်းရံမြို့ဝကျုံပေါ်ဒေသတွေနဲ့မုံမကွေးမှာတော့အနောက်အနောက်တောင်ဘက်ကနေလေဟာတနအိုင်ကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။ ။တရင်းနိုင်ကင်မရာဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတရင်းနိုင်ကို25မိုင်ကနေမိုင်30ခန်းတစ်ခါတည်းရမှာတော့35မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တင်ကနေလှိုင်းကြည့်ပါမယ်။မိုးချင်တွေဟာနေပြီးတော့သခိုင်းတိုင်းအောက်ပိုင်းမန်းလေးတိုင်းပဲခူးတိုင်းတရင်းနိုင်တိုင်းအချင်းပြည်နယ်ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးထည့်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာတော့နေရာကွက်ပြီးမိုးကြီးကသခိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအ ia ရီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်မှာတော့နေရာစိမ့်စိမ့်မိုးထည့်ကြုံရွာသွန်းပါမယ်ရှင်။